ထွန်းနေတဲ့ညာဟုဂါဇာငင်းကြဲရေးသဘောတူညီမှုရရှိပြီးငင်းကြဲရေးအတွက်သမိုင်းဝင်လေးလို့ပြောပါတယ်။ဟာမတ်စ်ဘွဲ့အနေနဲ့လည်းဒါကိုလက်ခံဖို့တတိပေးပြောတာပြီးအဲ့ဒီချက်တည်းမှာဟာမတ်စ်ကလက်မဖြုတ်ကမယ်လို့ဆိုပါတယ်။ဟာမတ်စ်ကတော့မရှိတော့ဘူးလို့ပြောပါတယ်။ဟာမတ်စ်အနေနဲ့အသက်ရှင်နေရှိတဲ့အစ္စရေးတစားက20တေဆုံးပြီးလို့ယူဆရတဲ့တစားက20ကျော်ရုပ်လောင်းတွေကို82နာရီ3ရက်အတွင်းလွှဲပေးရမှာဖြစ်ပါတယ်။ ဟာမတ်စ်အရာရှိစီအင်ဖီရိုရဲ့အချက်20ပါဆိုပြီးချုပ်ကိုပေးပို့လိုက်ပြီးဖြစ်ပါတယ်ဟာမတ်စ်ဘက်ကတုံ့ပြန်ခြင်းတော့မရှိသေးပါဘူးဒီဆိုပြထားတဲ့အစီအစဉ်ဟာမတ်စ်တို့အနေနဲ့ဂါဇာအုပ်ချုပ်ရေးမှာဘလို့ခန်းကန်တောင်းမှမပါဘူးတောင်းဆိုထားပြီးနောက်ဆုံးပါလက်စတိုင်းနိုင်ငံတော်ထူထောင်ဖို့အတွက်လမ်းဖွင့်ပေးထားပါတယ်အစ္စရေးကလည်းပါလက်စတိုင်းနိုင်ငံတော်ထူထောင်ဖို့ဆိုတဲ့ကိစ္စကိုလက်ခံရမှာဖြစ်ပါတယ်။အင်ဂျီတော်ဆွေးနွေးပွဲတွေပြီးတဲ့နေ့ကရှီဝါမှာထရန့်ကဒီအစည်းအဝေးကိုငြင်းချင်းအတွက်တမိုင်းဝင်နေလို့ဆိုပါတယ်။ဒေတာညာဦးအနေနဲ့ဟာမတ်စ်ရဲ့ချင်းချောမှုကို သူ့အနေနဲ့ဒီအစီအစဉ်ကိုဟာမတ်စ်ဘက်ကသဘောမတူဘူးဆိုရင်တော့သူ့တာဝန်ကိုပြီးဆုံးအောင်လုပ်အောင်လို့ထရန့်ကပြောပါတယ်။ဒေတာညာဟုတ်ကလည်းဟာမတ်စ်ဘက်ကလက်မခံရင်တော့စစ်ပွဲကိုအဆုံးထိတိုက်မယ်လို့ပြောပါတယ်။အစ္စရေးသိမ်းထားတဲ့နောက်ပကံကိုအုပ်ချုပ်တဲ့ပါလက်စတိုင်းအာဏာပိုင်ဖွဲ့ PA ကအမေရိကန်သမ္မတဂျိုးဘန်အောက်ထုံးကိုစစ်ရင်မှန်နဲ့စစ်ပိုင်းဖြတ်ထားတာလို့ပြောပါတယ်။ပါလက်စတိုင်းအာဏာပိုင်ဖွဲ့တွေကဂါဇာစစ်ပွဲဆုံးသတ်ဖို့ဂါဇာကိုလူသားချင်းစာနာမှုကူညီလုံလောက်စွာပေးဖို့တရားခံတွေနဲ့အကျဉ်းသားတွေလွတ်ပေးဖို့ ရိုက်ကန်ဒေတာရုံးနိုင်ငံတွေမိဘတွေနဲ့ပူးပေါင်းလုံဆောင်မှုပူးတော့ဂတိကိုတတန်တို့ကြောင်းဖော်ပြပါတယ်အဆိုပြုကြောင်းလိုင်းနာရင်တော့ဆေးလုံရှာမှုကိုချက်ချင်းရတန့်ခြင်းဖြင့်စတင်မှာဖြစ်ပါတယ်အစင်းစင်းရုံတွင်ပေါ်တဲ့အခြေအနေတွေပြေဝမရှိသေးသည့်တိုင်အောင်မှာတိုက်ပွဲဖြစ်ပေါ်ရလက်နက်မင်းတွေရပ်တန့်ထားမှာပါ။ Transition ဟာမတ်စ်တို့ဟာလက်နက်ချအောင်မှာပါ။ဥမင်နိုင်ကောင်းတွေနဲ့လက်နက်ထုတ်လို့ရေးစဲုံတွေဖြတ်စည်းရမှာပါ။အေဇိုရဲ့တစားကရုံလုံးတစ်လုံးပြန်လွှဲပေးရင်အေဇိုဘက်ကလည်း တေဆုံးပြီးသားဂါဇာ15ဦးလုံးတောင်ပြန်လွှဲပေးမှာဖြစ်ပါတယ်။အစိုးရချက်ကိုနှစ်ဖက်လုံးသဘောတူတာနဲ့အကူအညီပြည့်စုံဂါဇာကမ်းမြောက်ချက်ချင်းပို့မှာလို့ပါပါတယ်။ဂါဇာရဲ့အနာဂတ်အုပ်ချုပ်ရေးအတွက်အစီအစဉ်ကိုအမေရိကန်ကကြံပြစ်ဖော်ပြထားပါတယ်။ကျွမ်းကျင်ပညာရှင်တွေပါတဲ့နိုင်ငံရေးကင်းရှင်းနဲ့ပါလက်စတိုင်းကော်မတီတစ်ခုကဂါဇာကိုယာယီအုပ်ချုပ်မှာဖြစ်ပြီးအဲ့ဒီကော်မတီကိုထရန့်ဦးဆောင်တဲ့ညီတေးဘုတ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာအသွင်ကူးပြောင်းရေးဖွဲ့အစ်စ်ကကြီးကြပ်မယ်လို့ဆိုပါတယ်။ဒီဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာလည်းတခြားကောင်းဆုံးလူတွေအဲ့ဒီအုပ်ချုပ်ရေးဖွဲ့မှာပါမှာဖြစ်ပါတယ်။တိုနီဘလဲကတော့အဲ့ဒီအစီအစဉ်ကိုအမတန်ပြတ်သားပြီးဉာဏ်ကောင်းတဲ့အစီအစဉ်လို့ပြောပါတယ်။ပြည်တယ်ဝန်ကြီးချုပ်ကီယာစတာမန်ကလည်းအစီအစဉ်ကိုကြိုဆိုပြီးဒီသဘောတူညီချက်ကိုအပြီးသက်လက်တွေ့အကောင့်ထဲဖော်ဖို့အမေရိကန်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့အားလုံးကို တောင်းဆိုပါတယ်ပြောပါတယ်။ဟာမတ်စ်နေနဲ့အစည်းအဝေးကိုသဘောတူပြီးလက်လက်ချကကြံတစားကံအားလုံးပြန်လှုပ်ပေးခြင်းဖြင့်ဆင်းရဲဒုက္ခအဆုံးသတ်သင့်ပြီလို့ဆိုပါတယ်။ ရောဘကောင်းစီအောက်ထအလိုရီကိုစတာကလည်းဒီဆိုပြချက်ပေါ်ဒီကြောင့်နေတိုင်းညာဟုတ်ရဲ့အပြုသဘောဆောင်တဲ့တပ်မြုံမှုကြောင့်ဝမ်းသာမိတယ်လို့ပြောပါတယ်ပြင်းသမမခေါ်ဟာဆိုပြချက်ကိုချီတူပြီးစပွဲဆုံးတဲ့ဖို့နဲ့တစားကလွတ်ပြီးရချုပ်ပတ်မှုမှာပြင်းထန်အနေနဲ့ပါဝင်ကူညီဖို့အသိရှိတယ်လို့ဆိုပါတယ်ထို့ဆိုပြချက်အစီအစဉ်ဟာမတ်စ်တို့ဟာအောက်ထရေးမှာဘယ်ကန်နာကမှမရှိစေရဘူးလို့ဖော်ပြထားပါတယ်အစည်းအဝေးများစွာအမေရိကန်ကဂါဇာကိုပြန်တည်ဆောက်ဖို့အတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစည်းအဝေးပေါ်အဓိကထားတာဖြစ်ပါတယ် မိအစွေကလည်းကောင်းသောသိမ့်ပိုက်တာတော့မဟုတ်တော့မှခွဲထုတ်ယူလာပြီးလောက်ရဘူးလို့ဖော်ပြထားပြီးအစွေတက်တဲ့ဟာအချိန်နဲ့မျှတစ်စင်းတစ်စင်းဂါဇာနဲ့ရုပ်သိမ်းရမှာဖြစ်ပါတယ်ထရရဲ့အရင်ထုတ်ပြန်ချက်နဲ့မတူတဲ့ချက်ကတော့ပါလက်စတိုင်းတွေကိုဂါဇာကထွက်သွားဖို့အတင်းကျပ်လုပ်တာမျိုးမပါတော့ပါဘူး။အရင်စားလူတွေကိုနေထိုင်စေဖို့တိုက်တွန်းပြီးပုံမကောင်းမှုနဲ့ဂါဇာကိုတိစောက်ဖို့ခွင့်ရင်းပေးမယ်လို့ပြောပါလေ။အစီအစဉ်ကနောက်ဆုံးမှာတော့ပါလက်စတိုင်းတွေကိုထူထောင်ဖို့ပါလမ်းဖွင့်ပေးထားပါလေ။ ကန္တနဲ့အီဂျီရရှိနေတာဂါဇာစစ်ပွဲဆုံးတဲ့အင်ဖြူရာစီစဉ်ကိုဒိုဟာမှာရှိတဲ့ဟာမတ်စီရရှိနေတဲ့လွှဲပြောင်းပေးလိုက်ပြီးလို့ပါလက်စတိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အစောပိုင်းကတော့ဟာမတ်စီရရရှိသူကစစ်ပွဲဆုံးတဲ့နယ်မြေလို့ဆိုပြီးတဲ့ကုမ္ပဆိုလေးလာဖို့မိမိတို့ဘက်ကအသိရှိကြောင်ပြောလို့ရတယ်ဘလို့သဘောတူညီချက်ကုမ္ပဆိုပါလက်စတိုင်းကျိုးစီးပွားကိုကာကွယ်ရမယ်။အစ္စရေးတပ်ကဂါဇာကအပြည့်အဝရုပ်သိမ်းကိုအမှားခံရမယ်စစ်ပွဲကိုအဆုံးသတ်ရမယ်လို့အလေးထားဖော်ပြထားပါတယ် ဟာမတ်ရဲ့လနနပတ်တလူမျိုးများမှာတော့တိမ်ပိုင်မှုတွေဆက်ရှိတွေ့ခုခံကာကိုရတော့ရှိနေအောင်မှာလို့ဖြစ်ပါတယ်1969ခုနှစ်နိုဝင်ဘာလသမတ်ထားချက်ပေါ်မှာလွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံတည်ထောင်မှုကိုအာမခံတဲ့နိုင်ငံရေးဖြစ်ရှိချက်မူပေါင်းတွဲမှသာလက်လက်ကိစ္စဆွေးနွေးနိုင်မယ်ပြောပါတယ်ထရန့်ဟာအင်ပြူတော်ကိုပြောင်းရွှေ့ခြင်းကလေးကဆာလိုနေတာညာဟုကိုခိုင်မာထောက်ခံနိုင်မယ်မကြာခင်ရဲစခန်းတွေအစိုးရလှုပ်ဆောင်ချက်ပေါ်စိတ်ပြတ်မိပါတယ် မေကရဲ့အရှိအလယ်ပိုင်းတိကောက်မဟာမိတ်ကတ္တနိုင်ငံမှာရှိတဲ့ဟာမက်စ်ဖွဲ့တွေကိုအစ္စရေးကဒုံးကျည်နဲ့တိုက်ခတ်ခဲ့ပါတယ်။နေတန်ညာဟုဒီအတွက်ကြောင့်တော်တော်လေးထွန်းကစိတ်ဆိုးပါတယ်။သတင်းစာရှင်းလင်းပွဲတိုင်းနေတန်ညာဟုဟာအစ္စရေးဒုံးကျည်တိုက်ခတ်မှုကြောင့်ကတ္တာကအစ်စ်တီတို့မတော်တဆအသေးဆုံးခဲ့တဲ့အတွက်အင်မတန်မှနောင်နာရကြောင်ထုတ်ဖော်ပြောပါတယ်။အင်ဂျီတော်ကလည်းကတ္တာဝန်ကြီးချုပ်စီလမ်းဖုံးဆက်ပြီးတောင်းပန်ပါတယ်။လက်ရှိမှာဂါဇာမှာသေဆုံးတဲ့လူပေါင်း6,600ကျော်ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကကြောထောင်းတော့ကဖွဲ့တကူကတော့ဟာယာစီးတီမှာအစာရေးစားပြက်လက်မှုတွေဖြစ်ပွားနေတာအတည်ပြုပါတယ်။အခုလဆော်ဘန်ကကူလာမရှင်ကဣဇွေးကဂါဇာမှာလူမျိုးရောသဖြင့်မှုကျွလွန်တယ်လို့ကောက်ချက်ချခဲ့ရာဣဇွေးကပြင်းထန်တဲ့ပယ်ချထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ယင်းနဲ့နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းဘူလွန်ကြောင့်တည်ဆုံးသူ19ဦးထိတိုးလာပြီး22ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ BNN အစိုးရကသတင်းထုတ်ပြန်ပါတယ်။မော်နိုင်းဒီပူလိုင်းဟာ2025ခုနှစ်ဘီအန်အန်ကိုဝင်ခဲ့သမျှမော်နိုင်းထဲမှာအဆိုးအဝါဆုံးပြင်းထန်ဆုံးဖြစ်ပါတယ်။ ဗီယက်နမ်မြောက်ပိုင်းမှာလည်းမိုးသီးထန်လို့ရေကြီးလာတဲ့နေ့ပြိုကျတာတွေအန္တရာယ်ကချင်းချောင်းနေပါလေ။ဘူလိုင်းမုံတိုင်းဟာစက်တမ29မိနစ်ကဗီယက်နမ်မြောက်ပိုင်းနဲ့လက်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးပင်လယ်လိုင်းလုံးကြီးတွေလေပြင်းနေတဲ့မိုးထုထုံကြောင်မှုတွေရှိခဲ့ပါလေ။ဒီကနေ့ရက်ပိုင်းကလည်းအဲ့ဒီမုံတိုင်းကြောင့်ဖိလစ်ပိုင်းမှာလူဆယ်ဦးထက်မနည်းသေဆုံးပြီးဖြစ်ပါလေ။ဗီယက်နမ်ဆိုရအဆိုရလူ88ဦးတန်းရပြီးအင်းကြီးတသိန်းကျော်ပျက်စီးခဲ့ပါလေ။ဒါပြင်စပါးနဲ့တင်းနဲ့ဆိုင်ကဟတာ1000ကျော်လဲရေနှမြုပ်ပျက်စီးခဲ့တယ်လို့သိရပါတယ် ဘူလိုင်းမုံတိုင်းရဲ့အရှင်ကြောင်းထိုင်းမှာလည်းခံရပါတယ်မုံတိုင်းရှင်ကြောင်းထိုင်းမြောက်ပိုင်းမှာရှိတဲ့မဲဆာရီရဲ့ရက်မှာမြေပြိုမှုဖြစ်ပြီးလူတိုးပျောက်ဆုံးနေတယ်လို့သိရပါတယ်မဲဟောင်ဆောင်ပြည်နယ်မဲဆာရီရဲ့မြို့တွင်ဘူပိုင်းမုံတိုင်းဘူလိုင်းကြောင်းပြင်းထန်တဲ့ရေကြီးရဲ့ရှမ်းမှုနဲ့မြေပြိုမှုဖြစ်ခဲ့ပြီးလူတိုးပျောက်ဆုံးနေကြောင်းထိုင်းသတင်းတွေကဖော်ပြပါတယ်မဲဆာရီယာကိုဖျက်ဆီးစစ်နေတဲ့ယွမ်မြင့်ဟာဆက်လက်မြင့်တက်နေပြီးလေအပြည့်စင်းမှုမြေပြိုမှုတွေဖြစ်တာ မိုးရေချိန်131မီလီမီတာထိဆန့်ကျင်တင်ခဲ့သလိုစေစွန်းနှစ်များစွာအတွင်းအဆိုးအဝါဆုံးရေကြီးရေရှမ်းမှုဖြစ်ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ဘူလိုင်းတိုင်ဖုန်းမုန်တိုင်းရဲ့အဖျားခံမှုကြောင့်မြန်မာနိုင်ငံဒေသအနှံ့အပြားမှာလည်းမိုးရသမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းလို့ပြောချင်ပါတယ်။ဒီဘောနိုင်ငံမှာရာတူကနေဖြုတ်ချခံရတဲ့ဝန်ကြီးချုပ်ဟောင်းအိုလီပါဝင်ကအုပ်ကိုခီးတွာလာကုန်သိပ်ပင်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ နေပေါင်းနိုင်ငံမှာအခုနောက်ဆုံးပိုင်းမှာဖြစ်ခဲ့တဲ့တိုင်းပြည်မနေမတက်မှုနဲ့ပတ်သက်ပြီးစစ်ဆေးမှုဒဇိတပိုင်းဖြစ်ဖြုတ်ချခံရတဲ့ဝန်ကြီးချုပ် KB ရှာမောင်ဦးလီနဲ့ထိတ်တန်းရရှိလူခီးသွားလာကိုပိတ်ပင်ကြောင်းပြည်ထောင်စုကြီးဌာနကကြေညာပါလေနိုင်ငံတွင်းမှာလူမှုကွန်ရက်မီဒီယာအသုံးပြုခွင့်တားမြစ်ချက်စီးပွားရေးကြတိမှုအကျင့်ပြချစမှုစတင်နေတဲ့ပတ်သက်ပြီးစနေမာ၁၈ရက်နေ့ကစတင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာကြကြပြန့်ဖြစ်ခဲ့ပြီးနောက်ဆုံးညီပေါ်ဆိုရပြုတ်ကျသွားတာဖြစ်ပါလေ နိုင်ငံခြားဆန္ဒပြပွဲတွေလူ83ဦးထက်မလဲသေးဘူးလွတ်တော်နဲ့အစိုးရဆောင်တဲ့မိတော်ပြစီကအစိုးရပြိုလဲသွားတာဖြစ်ပါတယ်။လက်ရှိမှာတော့ဝန်ကြီးချုပ်ဟောင်းအိုလီပြင်းပြည်ထောင်ဝန်ကြီးဟောင်းမြို့သားထောင်လိုင်းအေဂျင်စီကြီးကဟောင်းနဲ့တခြားထိပ်တန်းအရာရှိကြီးတို့ကို ခီးသွားခွင့်ပိတ်ပင်ပြီးစုံစမ်းစစ်ဆင်နေပါတယ်။2026မလရွေးကောက်ပွဲအထိဟင်းမွန်နာဒေသနီပေါ်နိုင်ငံကိုဦးဆောင်နေတဲ့ယာယီဝကြီးချုပ်တရားသူကြီးချုပ်ဟောင်းဆူရှိလာကာကီဟာဖြစ်ပွားခဲ့တဲ့ကြမ်းဖက်မှုတွေစုံစမ်းစစ်ဆေးဖို့ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဘော်ကန်တဲ့ချက်တွေကိုတော့ကော်မရှင်ကတနင်္ဂနွေနေ့မှာအကြံပြုခဲ့တာပါဒနေ့လာနေ့မှာတာမီမေအသက်ဝင်နေပြီးတော့ပြည်ထောင်ဝန်ကြီးကပြောပါတယ်ဝန်ကြီးချုပ်အောင်ပါဝင်အရင်ဝန်ကြီးဟောင်း၅ဦးဟာခဏမတူကနေထောက်ခွာဖို့ခွင့်ပြုချက်လိုအပ်မှာဖြစ်ပြီးလိုအပ်တဲ့အချိန်မှာစုံစမ်းစစ်ဆေးမှုခံယူရမယ်လို့ဆိုပါတယ်သူတို့ကပြည်ပြည်ဖြစ်သွားမှာကိုလက်ရှိဆိုရကစိုးရိမ်နေတာဖြစ်ပါတယ်အကြံဖတ်မှုတွေတဲ့မော်တော်ကားဟိုတယ်နဲ့လက်လီလုပ်ငန်းတွေပါဝင်ပုဂ္ဂလိကအခမ်းအနအမေရိကန်ဒေါ်လာ3600ဆိုရှယ်ကြောင်းသိရပါတယ် မီဟောင်းအိုလီကတော့ခုလိုမျိုးတိုးထွက်တဲ့ရုပ်တွေဖြစ်ပြီးတမ်းပြပယုတ်ပြည့်ဖြစ်တာဟာစုဘူးအုံကြွအလုံးစုံမှုတွေကြောင့်ဖြစ်တယ်လို့ပြောထားပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။တရုတ်မှာရှိတဲ့ကမ္ဘာအမြင့်ဆုံးတံတားပေါ်မှာရင်းနေဖြတ်သန်းသွားလာဖွင့်ပြုလိုက်ပြီလို့သိရပါတယ်။တရုတ်နိုင်ငံမှာကမ္ဘာမြေဆောင်တံတားကိုစက်တဘာ28ကဖွင့်ပေးခဲ့ပြီး၃နှစ်ကြာတည်ဆောက်ခဲ့တဲ့တံတားကြီးဟာအဲ့ဒီပြည်နယ်မှာပဲရှိတဲ့တခြားတံတားတစ်စင်းရဲ့စံချိန်ကိုချိုးဖြစ်နိုင်ပါတယ်။ ဟွာချန်ဂရင်းကန်ကတားဟာကွမ်ကျိုးပြည်နယ်မှာရှိတဲ့အင်မတန်ကျယ်ပြန့်တဲ့ကျောက်ကြီးနဲ့ဤဒဇင်းအထက်625မီတာမှာတည်ရှိပါတယ်။အဲဒီပြည်နယ်မှာလက်ရှိကမ္ဘာဒုတိယအမြင့်ဆုံးဖြစ်သွားတဲ့အမြင့်965မီတာရှိဘေးဖန်ကျန်းတားလည်းရှိပါတယ်။နိုင်ငံမီဒီယာကတိုက်ထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုမှာတော့ကြီးမားတဲ့တံတားကြီးပေါ်မှာရင်းနှီးဖြတ်တန်းနေပြီးမြန်မာတဲ့အပြိုင်အဝန်တံတားတိုင်းကြီးတွေကိုတိမ်တွေကဒဇိတ်တပိုင်းဖုံးလွှမ်းထားပါတယ်။ တရားပွင့်လက်ထိုင်မှခန္ဓာကိုစီမံကိန်းအင်ဂျင်နီယာတွေနဲ့ဒေသဆိုင်ရာအာဏာပိုင်တာဝန်ရှိသူတွေပါဝင်လာရောက်ကြည့်ရှုခဲ့သူတွေဟာနိုင်ငံပါမီဒီယာနဲ့အင်တာဗျူးတွေလုပ်အောင်မှာသူတို့ရဲ့ဂုဏ်ဝမ်းမြောက်မှုတွေကိုဖော်ပြနေတယ်ဆိုပါတယ်။ဒီဝါကျန်တော်ကိုဖွင့်လာကြောင်းလက်ဖက်ကြားခီးသွားခြင်းအရင်က2နာရီခု2မိနစ်လက်ရောက်သွားပြီလို့ပြည်နယ်ပို့ဆောင်ရေးဌာနအကြီးအကဲသတင်းစာရှင်းပေါ်မှာပြောပါတယ်။နောက်ဆုံးသတင်းလို့ပြောချင်ပါတယ်။တေးလင်္ကာနိုင်ငံအလဲပိုင်းကနာအူရနာမော်နက်စတရီကျောင်းခုံးကြီးကျောင်းတိုင်းမှာ ဗုဒ္ဓနေ့ည9:00လောက်ကကေဘယ်ကမ်းမတော်တဆဖြစ်မှုကြောင့်အနည်းဆုံးယဟန်တော်ခုနှစ်ပါးပြုလုပ်လုပ်ခဲ့တယ်လို့သိရပါတယ်။ဒီကျိုးနေတာဟာကျောင်းလိုက်ဝင်ခြင်းကဧကငါတော်လို့ရှိတဲ့တတော်တွေမှာတောင်းပေါ်ကိုတက်ဖို့လုပ်ထားတာပါ။တရင်မှာကေဘယ်ကားလို့ဆိုပေမဲ့ပုံကြည့်ရတာတော့လုံခြုံရေးစိတ်ချမှုအားနည်းတာတွေ့ရပါတယ်။တခုခုလွဲချော်တာနဲ့စီးရင်လိုက်ပါသူအလုံးအသက်တွေရရှိပါတယ်။ကျိုးတဲ့ယထာလည်းကြောင့်အမဆောင်တဲ့တောင်စုံပေါ်မှာတောင်ကျန်လည်းပြန်ဆောင်းလာတာဖြစ်ပြီးယထာဘုံကပြတ်သွားတဲ့ကျိုးတွေနဲ့သွေးကွက်တွေကိုတွေ့ရပါတယ် ိုင်ငံတော်တွေအားတန်ခါစီမောက်သူလို့ကိုတစားတီတစားအကုန်ပြောင်းကျဲလွှတ်ထွက်ကုန်တယ်လို့ဒေတာခန့်တူကပြောပါတယ်။ပြည်တော်မူသားရဲ့ဟန်တော်တွေထဲမှာအိန္ဒိယရုရှားရူမေးနီးယားနိုင်ငံသားတွေဟန်တော်သုံးပါပါပါတယ်။ယဟန်တော်တွေပါဝင်စုစုပေါင်း7ဦးဟာအဲ့ဒီဂျိုးတဲ့ရထားနဲ့သွာလာခဲ့တာလို့ရဲစခန်းကပြောပါတယ်။ဖြစ်ပွားချိန်မှာလူလုံးနဲ့ပဲရှိတာကြောင့်သေဆုံးတဲ့အရာသူတွေကိုခက်ခဲနဲ့ကယ်ဆယ်ခဲ့ရတယ်လို့သိရပါတယ်။တေးလင်္ကာနိုင်ငံသားအုပ်ကြီးကတော့ဒီခြေကွဲပွဲရမတော်တဆမှုဝင်ဟဲလိုလီဆိုရှယ်ရတဲ့အတွက်အလွန်တော်လှန်မှုကြောင်းပြောပါတယ် ကျောင်းတိုင်းဆိုရဒီကျောင်းတိုင်းဟာဟော BC 300ဆိုတော့ခရေကတရှိခဲ့တာဆိုပါနဲ့ဒီနိုင်ငံနိုင်ငံရဲ့တတိုင်းဘုရားဘာသာကျောင်းတော်တွေကတခုပါတတော်ကြီးတွေမှာသဘောအကျောက်ကိုတွေနဲ့တိတ်ဆိတ်နေတဲ့အေဂျင့်တွေများပြုရဟန်တော်ပေါင်း200ကျော်တည်င်းသုံးလျက်ရှိပါတယ်တရားအားထုတ်လို့ရတဲ့အဲ့တဲ့တော်တွေအတွက်တရားအားထုတ်ခြင်းနဲ့တခြားဘာသာရေးပွဲတွေလည်းပြုလို့ရရှိတယ်လို့သိရပါတယ်